ချဲစီကိုထန်ရှောင်းသွားခဲ့ပြီးတဲ့နောက်လမောင်ရဲ့လေထဲကအိမ်လေးနဲ့စလော့ရဲ့ရုံးကန်နေရတဲ့ရာသီဘက်ကောင်မင်းအောင်ပြောင်းဟင်းတော်အိမ်ဘက်ကွန်ရှစ်ကိုမောင်ဖိုင်စစ်ပရင်စားဘိတ်ကနေအလောက်ကိုပြန်လည်ကြိုလိုက်ပါရင်လမောင်ပရိသတ်တွေရဲ့ရင်ထဲမှာအခုချိန်ဆိုရင်ဘယ်လိုမျိုးခံစားနေရလဲဆိုတော့ကျွန်တော်လည်းတော့စဉ်းစားမိပါရင်ရာသီစားမှာပွဲတွေကိုဇက်တိုင်းအနိုင်ရယူရင်ဒီနေ့လည်းပရီးမီးယားလိဂ်ဖလားကိုကာကွယ်မယ်စလော့ကကလော့ရဲ့ခြေအားကိုလိုင်းနေနိုင်တဲ့နည်းပြပဲလို့ရင်မက်စီတီဗီကြွေးကြော်ခဲ့ကြတာပါဒါပေမဲ့အခုလက်ရှိအခြေအနေကိုကြည့်ရင်တော့အဲ့ဒီကြွေးကြော်တဲ့တွေကလေထဲမှာစောက်ထားတဲ့အိမ်လေးတစ်လုံးလိုမျိုးတစ်ပြေးပြေးချင်းပြောက်ွယ်လာနေပြီလို့ဆိုရပါမယ်။ ဟာဒါပဲဒါကဈေးထဲမှာပတ်စံအင်ဂျင်နဲ့တွားပြီးဒါလဲဝယ်မယ်ဟွာလဲဝယ်မယ်ဆိုပြီးရှောက်ဝယ်လိုက်တယ်လို့ပါပဲဒါမဲ့အဲ့ဝယ်ယူမှုတွေကအတင်းကိုပိုကောင်းလာစေမယ်ဆိုပိုဆိုးလာစေတာအားလုံးမြင်မြင်ပဲဖြစ်ပါရင်ဒါကဆရာများရဲ့တားသေးတယ်ဆိုရင်စကားအတိုင်းပဲဖြစ်နေပြီမဟုတ်လားလို့တော့မေးရတော့မယ်ဒီပါရင် ဆလောက်တရားအခုဆိုရင်ကလော့ရဲ့ခြေအားကိုလိုင်းနေဖို့အတွက်ချွေးသည့်ချွေးပေါက်ကြီးငယ်တွေကြောင်းရုံးကန်နေရပြီဖြစ်ပါတယ်။ဒီနေ့နေရာဒီမှာလဘဘုကပေါင်တန်း300ကျော်ကောင်ချောင်းခံပြီးထိတ်တန်းကစားမတွေကိုဝယ်ယူခဲ့တယ်။ဒါကိုချင်းရင်လဘဘုကဒီနေ့တော့ဖလားအလုံးကိုဂုံသိမ့်မယ်ဆိုတဲ့စိတ်နဲ့ဈေးထဲဝင်သွားသလိုပါပဲ။ဒါပေမဲ့အဲကစားမတွေကအတင်းထဲမှာအဝင်ကွင်းချဖြစ်ဖို့ရုံးကန်နေရပါတယ်။ဟာဒါပဲဒါကဈေးထဲမှာပက်ဆန် AG ဂျိုင်းနာညက်ပြီးတိတိမြအဝယ်စားတွေရှောက်ဝယ်လာပေမဲ့အိမ်ပြန်ရောက်တော့ တရားကြီးတွေကဘာလို့ဝယ်လာမိတာလဲဆိုပြီးတော့နောင်နာရနေတယ်လို့ပုံစံမျိုးနဲ့တောင်တွေ့နေတာပါအဲ့လိုဝယ်ယူမှုတွေကအတင်းရဲ့အတင်းကံပဲစီကိုထိကိုက်စေပြီးဆလော့ရဲ့ view ကိုအကောင့်တဲပေါ်ဖို့တက်ပို့ခက်ခဲစေပါတယ်။ဥပမာပြောရရင်ဒီဘောင်ရဲ့ခန်းစေပိုင်းကအခုဆိုရင်တည်ငြိမ်မှုတွေပြလာတယ်။ဘယ်လိနဲ့ချဲစီရဲ့ပွဲတွေမှာနောက်ကြကိုတွေပြေးခဲ့တာကဒီအားနဲ့ချက်တွေကိုထင်ရှားရှားပြသနေပါတယ်။ဟာဒါပဲဒီဘောင်ရဲ့ခန်းစေကဘာနဲ့တွားတူတယ်လဲဆိုတော့အင်ဒီကားဖွင့်ထားပြီးအိမ်ထဲဝင်လာခြင်းဝင်လာလို့ရတယ်ဆိုပြီးတော့စီပလင်းကြီးချပေးလိုက်တယ်လို့မျိုးပါပဲ။ တိုင်းစီပိုင်းမှာလည်းဝင်ယူလာတဲ့ကစားသမားတွေကလည်းအားကိုးလို့ရမယ်နေနေသလားသူတို့ဟာနဲ့သူတို့တောင်ထူးထူးထောင်ထောင်ဖြစ်အောင်မင်းရုံးကန်နေရပါရင်ဒါကစလော့တဲပြဿနာတစ်ခုပါပဲဒီနေ့မှာပေါင်တန်းတောင်းအောင်ကျွန်ရဲ့ဝင်ယူထားတဲ့ကစားသမားတွေကိုဘယ်လိုအတုံးချရမလဲဆိုတာစလော့တယောက်ခေါင်းကုတ်ဖင်ကုတ်ဖြစ်နေရပါပြီဟာဒါပဲဒါကစွေမှုတယောက်ကိုဟင်းချက်ဖို့ပါဝင်ပစ္စည်းတွေအများကြီးပေးလိုက်ပြီးဒါတွေနဲ့ဟင်းရတာရှိရှိချက်ပေးစမ်းမှလို့ပြောလိုက်တယ်လို့ဖြစ်ပေမဲ့အဲ့ပါဝင်ပစ္စည်းတွေကတစ်ခုနဲ့တစ်ခုမလိုက်ဖက်ရင်ဟင်းကအရသာမရှိတော့ဘူးလို့ဖြစ်နေပါရင် ဆလော့ရဲ့ပြောရရင်ဒီနေ့ဝယ်ထားတဲ့ကစားမတစ်တွေကအသားကြောက်ဝင်ရုံကန်နေရပါတယ်။ EKD ကခြေစွမ်းပြနိုင်ပေမဲ့ဘလာဂျီအိဆက်ကတော့အခုချိန်ထိရှင်နာဆိုင်ကောင်းဖြစ်နေစေပါပဲ။ဟာဒါပဲဒါကဆလော့ကိုပရကလကဘယ်ဘက်ဖက်ကညာဘက်ခြေတော်ထိုးထည့်စေပြီးကစားခိုင်းနေတယ်လို့ဖြစ်နေပါတယ်။ပရိသတ်တွေကလည်းအခုဆိုရင်ဆလော့ထွက်တော့လို့အော်နေကြပြီ။တကယ်ဆိုရင်ဆလော့ကိုအပြစ်တင်လို့ရလားဆိုတာလည်းမေးချင်ပါတယ်။သူကပြီးခဲ့တဲ့ရာသီမှာဘလာရောက်ပေးခဲ့တဲ့နည်းပြပါ။ဒါကိုကြည့်ရင်ပရိသတ်တွေရဲ့စိတ်သက်ကဘောလုံးပွဲရလဒ်တင်တဲ့အတူစိတ်ကွေးစီလိုမျိုးတစ်ပတ်တစ်မျိုးပြောင်းနေတယ်လို့ပါပဲ။ ။ဒီပါရဲ့လက်ရှိအခြေအနေကရာသီအစပိုင်းမှာကြွေးကြော်ခဲ့တဲ့ဖလားကာဝယ်မယ်ဆိုတဲ့အိမ်မက်တွေကိုလေထဲမှာအင်းလင်းကိုပြိုကျစေခဲ့ပါတယ်။ဆလာကပြင်းတဲ့ရာသီမှာဖလားရောက်ပေးခဲ့တဲ့နေပြဖြစ်ပေမဲ့အခုဆိုရင်ပေါက်တန်း300ကျော်နဲ့ဝယ်လာတဲ့ကစားမတွေကိုအတင်းထဲမှာအံဝင်ခွင့်ချပြအောင်လုပ်ဖို့အတွက်ရုန်းကန်နေရပါတယ်။ဟုတ်တော့ပဲဆရာများရင်တားတေတက်တယ်ဆိုတာဒီကောင်းနေတိများမသိကြတာလားညီကိုတို့ကရောလေပါဘူးလို့ထိလဲနေတာဘာကြောင့်လို့ထင်လဲပြောပြသွားခဲ့ကြပါဦးအစုံကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ